ဝဲလေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီကလောမှာပဲတ냐အိတ်ခဲပါတယ်အရှိဗီဒီယိုမှာကျွန်တော်ဒီသဲခိုတဲ့နေရာနဲ့ပတ်သက်လို့သင်ခဲ့ပြီးပါပြီအခုတော့ဒါကျွန်တော်တို့ပွဲရပြန်လာတာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ကလောဈေးကိုလည်းရောက်ခဲ့တာလေးတွေကိုပြပေးမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်က ောင်မင်းကြီးခုံပြဆိုတဲ့ view point ကိုလည်းကျွန်တော်ရောက်ခဲ့ပါသေးတယ်ဗျအဲ့ဒါကိုလည်းအနောက်မှာကျွန်တော်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအနောက်ထိစိတ်ရှိရှိနဲ့ကြည့်ပေးကြပါဦးဗျအခုကျွန်တော်တဲခိုခဲ့တဲ့နေရာကတော့ Full Moon Gas House ဆိုတဲ့ hostel အမျိုးအစားဖြစ်ပါတယ်သူရဲ့ခန်းသွင်းက facility မပြည့်စုံမှုတွေနဲ့မောင်ဆောင်မှုအနေငယ်ညံ့ဖျင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကစိတ်တိုင်းတော့ မကြားခဲ့ပါဘူးမနေ့စာစီစဉ်ပြီးတဲ့နေရာမှာလဲကျွန်တော်အနေနဲ့ပြိတ်ပြီးတော့အကြိုက်မတွေ့ခဲ့ပါဘူးဗျတစောင်းတိုင်းပွဲတော်အတွင်းဖြစ်တဲ့အတွက်ကြောင့်မလို့၃ယောက်ခန်းကို သူတို့က9000တောင်းတာတယ်ကျွန်တော်က8000နဲ့ပဲညှိပြီးတော့မှ ပေးခဲ့ပါတယ်ဗျအခုအထိပေးရတဲ့ဈေးနှုန်းနဲ့တန်အောင်ကျွန်တော်မနေ့စာကိုလည်းစားခဲ့ပါတယ် စားပြီးမှပဲကျွန်တော်ကအပြင်ကိုတော်လေတာဖြစ်ပါတယ်ဗျ ူးဆိုရင်ကျွန်တော်ကလောဈေးကိုရောက်ရှိနေပြီဖြစ်ပါတယ်ဗျဒီဈေးကတော့ကလောမျိုးရဲ့အကြီးဆုံးဈေးဖြစ်ပါတယ်ကလောမျိုးရဲ့မြို့မဈေးကြီးပေါ့ဗျာဒါကဈေးကြီးဖြစ်တဲ့အတွက်ကြောင့်မို့လူကနေ့တိုင်းတော့ဖွင့်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရှမ်းပြည်ရဲ့ထုံးစံအတိုင်းပေါ့ဗျာငားရဲ့တစီဈေးနေ့လေးတွေတော့ရှိပါတယ်အဲ့ဒီအဲ့ဒီဈေးနေ့တွေဆိုရင်လူအရန်ကိုစီပါတယ်ဘေးပတ်ဝန်းကျင်က ီတီးနံလေးတွေပေါ့နော်ဖတ်တဲ့စိုက်ပျိုးရေးတီးနံတွေလည်းဒီမှာလာပြီးတော့မှအများအပြားရောင်းချကြပါတယ်အဲ့ဒီမြေဆိုရင်ပို့ပြီးတော့စီကားပါတယ်အခုကတော့ဂျားရက်လေးဖြစ်ပါတယ်ဗျဂျားရက်ဆိုပေမဲ့လည်းသူကပွဲတွင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဧည့်သည်လေးတော့အများကြီးတွေ့ရပါတယ်ကျွန်တော်တို့ရှမ်းပြည်နယ်ကဈေးတွေရဲ့ထုံးစံအတိုင်းပဲသူကနေ့တိုင်းဖွင့်တယ်ပိတ်ရက်ကတော့

်ဒီဈေးမှာတော့ data ထွက်အသီးအနှံတွေအများအပြားကိုတွေ့ရမှာဖြစ်ပါတယ်ဒီဈေးကိုမရောက်ဘူးတဲ့သူတွေအတွက်ဘ ഹു တူတာရအောင်လို့ကျွန်တော်တတ်နိုင်တော့တော့ဒီဈေးအသေးကိုကျွန်တော်မှတ်အောင်တော့ရိုက်ပေးခဲ့ပါတယ်ဒါပေမဲ့တချို့နေရာလေးတွေတော့စိုင်ခန်းတွေကပိတ်ထားတဲ့အတွက်ကြောင့်မလို့မရိုက်ခဲ့ရတာလည်းရှိပါတယ်အဲ့ဒါကိုတော့နားလည်ပေးကြပါကျွန်တော်ဒီဗီဒီယိုမှာအဲဒီစိုင်ခန်းလေးတွေကိုတတ်နိုင်သလောက်ပါအောင်လို့ကျွန်တော်ရိုက်ပေးထားပါတယ် ဒီဈေးကိုလေပတ်ပြီးတာနဲ့ကျွန်တော်ကတောင်မင်းကြီးခုံပြဆိုတဲ့ view point ကိုကျွန်တော်ကသွားมาဖြစ်တဲ့အတွက်ကြောင့်မလို့အနောက်မှာဗီဒီယိုကိုဆက်ပြီးတော့มาကြည့်ပေးကြပါဦးဗျာ 当手下路，直到家边绿洲。拉法尼亚的老人，走向老牛。卡德里亚的发达酒，多巴尼，萨马纳杜，一个人。 And I don't want you like, but I, so paro te lo toge de ra ho halale ba lo do mie do sha mia ka 都都都要板子进来。

ခုကျွန်တော်သွားမဲ့တောင်မင်းကြီးခုံပြ view point ကိုဘယ်လိုသွားရမလဲဆိုတာကိုကျွန်တော်အနည်းငယ်ပြောပြပေးချင်ပါတယ်။အဲ့ဒီမှာသူ့မောင်မြန်မာထမင်းဆိုင်ရှိပါတယ်။သူ့မောင်မြန်မာထမင်းဆိုင်ရဲ့ဘေးမှာတိမ်တောင်ပရိယတိစာတင်တိုက်ဆိုတဲ့မုတ်ဦးရှိပါတယ်။အဲ့ဒီမုတ်ဦးထဲကိုဝင်လိုက်တာနဲ့သူက city view ကိုသွားတဲ့လမ်းနဲ့အတူတူပဲဗျ။ဒါပေမဲ့သူကလမ်းစုံတိုင်းလမ်းစုံတိုင်းမှာသူ့ရဲ့လမ်းညွန်ဆိုင်းဘုတ်လေးတွေကိုပြထားပါတယ်။လမ်းညွန်ဆိုင်းဘုတ်အပြာရောင်အမသားကိုတွေ့တာနဲ့ အဲ့ဒီအလန်းညွန်အမသားအတိုင်းကိုပဲဆက်ပြီးသွားပြရမှာဖြစ်ပါတယ်။ဒီတောင်မင်းကြီးခုံပြကိုသွားတဲ့အခါကျရင်တတိထားရမယ့်အရာလေးတွေရှိပါတယ်။အဲ့ဒါကဘာတွေလဲဆိုတော့ဒီလန်းညွန်ဆိုင်းဘုတ်လေးတွေကိုတွေ့တဲ့အခါကျရင်အဲ့မှာဖုန်းကြိုဆက်ပေးပါဆိုပြီးတော့မှသူကအဲ့မှာဖုန်းနံပါတ်လေးပါတခါတည်းရေးပြထားပါတယ်။ကလေးကြောင့်တလို့မျိုးလာအိတ်လို့ရတာလေအဲ့ကကြောင့်မလုပ်ထားပြရတယ်မင်းလူလေအဲ့လိုအိတ်ဆောက်ရှင်တယ်ကျွန်တော်ညရပါလေဆိုလာနေလို့ရတယ် ဘာမေအဲ့လိုအိမ်လုံးရှင်ဟဲ့ဘာမကြီးအလုံးကြီးမိုက်တယ်ဟုတ်ပါမယ်အဲ့ဒီဆိုင်းဘုတ်ကိုပြည့်တဲ့ခါကျရင် သူတို့ပြောထားတဲ့အတိုင်းပဲဖုန်းကြိုဆက်ပေးဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဆက်ပြီးပြောပြပေးပါမယ်ဗျ။ဒီတောင်မင်းကြီးခုံပြာက City View ထပ်ပို့ပြီးတော့မှမြင့်ပါတယ်။သူကအမြင့်ပင်9000ကျော်မှရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီ City View သွားတဲ့လမ်းနဲ့ လမ်းခွဲလိုက်တာနဲ့ဒီတောင်မင်းကြီးခုံပြာကိုသွားတဲ့လမ်းကကျင်းပါတယ်မဆောက်ပါတယ်အတက်အနှဲငယ်ကြီးပါတယ်အဲ့ဒါကြောင့်မလို့ကားမောင်းကျွမ်းကျင်တဲ့လူတွေပဲဒီနေရာကိုလာဖို့ကျွန်တော်ကအကြံပေးခြင်းပါတယ်လမ်းကကျင်းပြီးတော့အတက်ကြီးတဲ့အတွက်ကြောင့်မလို့သူကဖုန်းကိုကြိုဆက်ပြီးခိုင်းထားတာဖြစ်ပါတယ်ဖုန်းကိုကြိုဆက်လိုက်မှအဲ့ဒီလမ်းမှာတာဝန်ယူပေးရတဲ့ဝန်ထမ်းကကျွန်တော်တို့ ကားလာပြီဆိုတာကိုသူတို့ကသိရှိပြီဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကဟိုးအပေါ်ထိတ်မှဆင်းလာမယ်ကားကိုသူတို့ကတားဆီးပေးထားမှဖြစ်ပါတယ်။အဲ့ဒီအခါကျမှကျွန်တော်တို့ကအဲ့ဒီအတက်တွေကိုအန်ဒီယကင်းကင်းလွလွလလနဲ့မောင်းတက်နိုင်မှာဖြစ်ပါတယ်။ဆိုင်ကသမားတွေကကြတော့အဲ့ဒီလိုကိစ္စမရှိပြင်မယ်။ကားသမားတွေကကြတော့ဖုန်းကြိုဆက်ပေးဖို့လိုပါတယ်။ ဒါလေးကိုပဲအဓိကထားပြီးကျွန်တော်ကတတိပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အခုလိုမျိုးပြောပြပေးခြင်းဖြစ်ပါတယ်ဗျ။မြင့်ကြီးအနေနဲ့ကတော့လူကြီးကတယောက်3000ကလေးကတယောက်1000ဖြစ်ပါတယ်ဗျအဲ့ဒါနဲ့ကျွန်တော်ကအဲစုစုပေါင်းကျွန်တော်9000ပဲရှင်းခဲ့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကကားမောင်းပြီးပို့ပေးတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုပြီးတော့မှကျွန်တော်ကိုသူတို့ကပိုက်ဆံမကောက်ပါဘူး အဲမှာကျွန်တော်ကိုခုနပြခဲ့တဲ့လက်မှတ်မှာဆိုရင်လက်မှတ်၄ဆောင် ရှိပါတယ်အဲ့ဒီလက်မှတ်ဆိုရင်တစ်ဆောင်ကိုအကုန်ချိန်နေတဲ့ရာကော်ဖီတောင်မုတ်ဖြော်ရည်တစ်ခုခုကို၃ဆောင်ခွေရှိပါတယ်ဗျသူကလက်မှတ်၄ဆောင်ကိုပေးလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့၄ယောက်ကကိုချိန်နေတဲ့ရာဖြော်ရည်တောင်မုတ်ကော်ဖီတယောက်တစ်မျိုးစီကိုပောက်ခွင့်ရခဲ့ပါတယ် ဟုတ်ကဲ့ကျွန်တော်ရှာရှည်ပြီးစကားပြောတာတွေလည်းများသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်စကားပြောတာတွေကိုအခုပဲရလိုက်ပါမယ်တောင်မင်းကြီးခုံပြ view point ရဲ့အလားတရားနဲ့ပတ်သက်လို့အပြည့်အစုံလေးတွေကိုကျွန်တော်အနောက်မှာရိုက်ပြပေးထားပါတယ်အားလုံးပဲကျွန်တော်နဲ့အတူလိုက်ကြည့်ကြပါအောင်ဗျသာဒီဟောပတ်တူနာခဏလိုက်ပါ Okay, that's it. ဆယ်လာတူလာမကြည့်တော့ဘူးလားဟုတ်ကဲ့ဟုတ်ကဲ့မောင်းမယ်နော်ဒါဆင်းတော့ရ 好吃。 တာလေးပဲဆောင်းရပိုင်းမှာလိမ္မော်လိမ္မော်ရေတောက်မလားလိမ္မော်တောက်မလားလိမ္မော်နှစ်ခွက်ပြလိုက်ရမယ်လိမ္မော်လိမ္မော်နှစ်ခွက်ရကော်ဖီရကော်ဖီရတစ်ခွက်ကော်ဖီနှစ်ခွက်ပြလိုက်လိမ္မော်နှစ်ခွက်ကော်ဖီဟုတ်တယ် なる山これはどう高いのここヤビですやば 啊。Oh. ဒါလည်းနော်။ဟောပြီ၊ခွင့်တော်ရပြီ။ လည်းကျုပ်ထမ်းကျုပ်ကမွေကြော် 我在看呢嘛。 Salut. Mm. Yeah,